ကျွန်တော်ချက်ဝတ်တော့ခင်ဗျကျွန်တော်ဆရာနဲ့ကျဆင်းလမ်းကျောင်းကိုချက်ပြပြပါစီရကျွန်တော်လမ်းကျောင်းကိုချက်ပြအောင်ဖြစ်ပါတယ်လမ်းကျောင်းဆိုလို့ရှိရင်နိုင်ငံတကာနေပြီးတော့ကျွန်တော်မြန်မာဝက်စတန်ဟူးကြိုက်တဲ့လူတွေကစားသုံးကြတဲ့ရင်ပွဲဖြစ်ပါတယ်ကျွန်တော်အခု local ဖြစ်တဲ့ local make ဖြစ်တဲ့ local lamb နဲ့ချက်ပြပါဖြစ်ပါတယ်ခင်ဗျเนาะကျွန်တော် local lamb ကစားပါမယ်အားလေးကိုရေးရဒါလေးကိုရှိပြန်เนาะဒါလေးက30ဆိုတော့ညီက30တခြားလေးပြ ခုဆိုရင်ကျွန်တော်တို့ဒီ local lamb chop တော့ကိုကျွန်တော်အနေတော့အတုံးလေးတွေကျွန်တော်တုပ်ပြရပြီနော်တုပ်ပြရချိန်မှာသူ့ပြောက်ကိုကျွန်တော်တို့အရသာဝင်အောင်နေမယ်ရသာဝင်မှုတော့ကိုကျွန်တော်တို့စုထုတ်မယ်ပေါ့နော်စုထုတ်တဲ့အချိန်မှာကျွန်တော်တို့ဒါကတော့ကျွန်တော်တို့တည်တံ့ကကျွန်တော်သုံးနေတာပေါ့ဒီလိုဒါမှရှိလို့ရှိရင်လည်းကျွန်တော်တို့ခင်းနေတူပရိရတယ်။ Okay မရှိလဲကျွန်တော်တို့ဒီကျွန်တော်အချင်းတုပ်လေးတွေဝါထုပ်လေးတွေဗားလေးနဲ့အလုပ်ထိုးကြရတယ်။ဒီကဒီအသားလေးတွေပေါက်သွားပြီလို့ရှိရင်ကျွန်တော်ထည့်အရသားတွေအနံ့တွေဝင်သွားစေဖို့ပါ။အရသားလေးနေလိုက်မယ်။ဒါ black pepper လေးဖြူလိုက်မယ်။ ်ပြောတာတဲ့ solution ကတော့စီစဉ်ရတာဟုတ်နေတယ်ပဲနည်းစီရတဲ့ဟုတ်ပြီအဲဒါလေးကျေတော့စိတ်မဝအောင်လို့เนาะကျွန်တော်ဒါလေးနေပေးမယ်နည်းကျွန်တော်ဟိုဘချောင်းကကျွန်တော်တို့ထပ်ပြီးတော့ရတာလေးတွေထပ်ထည့်မယ်ကျွန်တော် web bar seasoning powder တို့ထည့်မယ်ကျွန်တော် lens source ဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမှာကဘာလို့ဖြစ်တိတ်စားကြဟုတ်ဆိုသူအနံ့အောင်မကြိုက်တာရဲ့ကျွန်တော် မကြက်တကြက်ဖြစ်နေရတော့မကြက်ဘူးဟိုထဲမှာသွေးကြံနေတော့ဘာလို့ဖြစ်ရကြအဲ့ကြောင့်အဲ့လိုမဖြစ်အောင်ဆိုကျွန်တော်တို့ကျွန်တော်ဒီလိုရတာရဲ့အနက်နေနေပြည့်အချိန်မှာကျွန်တော် pressure cooker ကိုအသုံးပြုပြီးတော့ကျွန်တော်15မိနစ်တော့လေးဒါလေးပေါင်းလိုက်မယ်အဲ့ဒါလို့ရှိရင်သွေးအနက်အောင်အနက်အောင်ရတာအောင်ထဲဝင်ပါပြီအဲ့တော့မှကျွန်တော် pressure cooker နဲ့ပေါင်းပြီးတော့မှကျွန်တော်ပြန်ပြီးတော့ကျွန်တော် logistic style နဲ့ hand boil ကိုအစ်စ်ပြန်ပြီးတော့စချမ်းပါနော် plan ချဆိုလို့ရှိရင်ညီရဲတို့ဘာလို့ဖြစ်တယ်အဲ့ကြောင့်ဝင်ရအောင်လို့ကျွန်တော်ကတော့ loaded spice လေးတွေထည့်မယ်ဗျာနော် ဒါဆိုကျွန်တော်ကလေးချက်တုံပြူလေးကိုမဆုံးခွာကြရမလို့ကျွန်တော်ပြရမယ်ချက်လိုက်အောင်မယ်နော်ထည့်ပြီးပြီးရှင်ကျွန်တော်ဂျင်းအနည်းငယ်နည်းနည်းလေးပဲကျွန်တော်အိမ်မှာ၃တလောက်လေးနည်းရောထည့်လို့ရတယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ belief တော်ဝေးရတော်ဝေးလေးထားမယ်ထည့်ပြီးရှင်ကျွန်တော်ဒီမှာ stainless ဒါကျွန်တော်ဒီနက်နက်ပွင့်နက်နက်ပွင့်ရပါထည့်ရပြနက်ပွင့်ထည့်ပြီးရှင်ကျွန်တော်ခြေလေးကိုကျွန်တော်ဒီ အတားတုံးလေးတွေမြုပ်ယုံလေးတွေထည့်ပြီးလို့ရှိရင်ကျွန်တော်စပြီးပေါင်းလို့ရပါပြီကျွန်တော်လုံးလုံးအတွက်ဒီအရောင်အနှံအောင်ရအောင်ထည့်ပြီးပြီဆိုလို့ရှိရင်ဒါလေးကျွန်တော် pressure cooker ကိုကျွန်တော်တို့မြည်ပြင်းပြင်းနဲ့15မိနစ်တည်းတည်ပါတော့ဘို့ဆိုရင်ကျွန်တော်တို့ဒီ lamp shot တော့ကိုခုနကကျွန်တော်တို့ pressure cooker ထဲမှာထည့်ပြီးပေါင်းထားတာကကျွန်တော်အချိန်ကပြည့်သွားပြည့်တယ်သူရလုံးလုံးလောက်တဲ့ကျတဲ့ ငူးညံ့တဲ့အရာတွေရပြီနောက်ဆုံး final state အနေနဲ့ကျွန်တော်တို့ပုံစံလေးပြောင်းပြီးတော့ different ပြန်ကြောပဲဒီပြန်ပြန်ကြောလို့ရှိရင်မှာကျွန်တော်တို့ဒီမှာဂျုံရယ်ကျုပ်ရယ်ပေါမို့ရယ်အဲ့ဒီ၃မျိုးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကြော်မှာဖြစ်ပါတယ်ကျွန်တော်တို့တို့ပြီးမှတော့ကျွန်တော်ပပပရပပကျွန်တော်တို့မြေုပ်ကောင်းရယ်စားရယ်အဲ့နှစ်ခုပဲသုံးမှာဖြစ်ပါတယ် ရောက်ပေါင်းဆက်ပါမယ်เนาะတကယ်လို့ကျွန်တော်ဒီအောင်မချစ်ပါလေကျွန်တော်ဝိုင်းမှာဆိုတော့ကတ်ကြော်ကြီးတို့ခေါ်တယ်လွယ်တကူဘယ်လိုများလို့ရှိရင်ကျွန်တော်အိမ်မှာစားတဲ့ 排班我们公司，然后那个新员工这边，本来他们那边没毕业，沟通比较难的。你们那边是通过排班我们这边通过解决的。我说你两招，提防一下，我新的计划可以啊。我正好在，正好两招，正好提防一下，正好。正好，所以正好，另外我这边嘛呢，我新来的，正好可以了解情况，正好稍微教一下，你这可以理解吧？那，OK。 မပေးပါရဲအားတွေကိုဘတ်ဝဲမာရီဆက်ထားမယ်ဟုတ်ဘတ်ချန်ကတောင်းပေါ်အထက်ရင်းလုံးထဲတဲ့အောင်နေပါဘယ်ကဲအကလူကဘုကတကူကတော့အထူပါလဲမတူရေးဆိုင်စဲမတူဆိုတော့နေရာရှိမှာကိုကနေရာရှိရပါဒီကောင်းဒီနေရာကဒီကောင်းဒီနေရာလားဒီကောင်းဒီနေရာလားအဲ့တော့သူဒီနေရာဒီနေရာရရှိရအောင်ချင်နေမတူဘူးလေမမကူရင်ကိုဒီမှာ ပြီးအောင်ရောက်မှာအဲဒါကြောင့်ပုံမှန်ဒူရောက်အောင်လို့ပြောတလက်စီနေရာပေးတာနော်ပြီးတော့ဒီကအကြိုက်အများကြီးလောက်ဆောင်မှာဘာကြောင့်လဲဆိုတော့တခြားကူကောင်းနဲ့ကောင်းကလူပြီးတော့ချက်နေအောင်လုပ်ထားပြီးသားဖြစ်တဲ့တော့ပုံမှန်ဒီက crispy နဲ့ပြီးရွချွတ်ချွတ်ရရတာရယ် color ဟို golden brown color ရယ်အဲ့ဒါကိုလိုချင်တာအဲ့တော့ဒီမီးတင်လိုက်ပြရပြီ okay ဒီနေ့နဲ့တင်လိုက်ပါ okay ကိုဒီ different duration ကဒီ palm tree ရိုက်ကချောချောဒီ damage ချောချောကျွေးရှင်အဓိက color ဘိုးလိုချင်တာကိုရန်ဘရောင်းနော်ဂျူယောင်ဝါညာပေါ့ကွာအဲ့မှာအဓိကကိုလိုနေသေးတယ်ဆိုရင်ဆက်ကြော်လို့ရတယ်လိုချင်တဲ့နေထားလိုချင်တဲ့ကာလာရအောင်လို့တော်တော် over cook ဖြစ်ပြီး over ဥစား fry ဖြစ်သွားပြီဆိုလို့ရှိရင်တော့ကာလာကြော်ရဲ့ကန်ချော့လို့မရတော့အဲ့တော့အဓိကတေးချာလေးမိကစားတတ်ကြမယ်စီရဲ့ဘူးချိန်မိရဲ့ဘူးချိန်ကိုချက်တဲ့ကိုကြော်တဲ့အသားရဲ့ပမာဏကူးတယ်အဲ့တော့သိရပါမယ်နော် okay okay ရေထားလိုက်အဲ့တိတ်ကလည်း15ရေရေလိုက်15ရေပြည့်လို့ရှိရင်ဆယ်လို့ရပြီမိလျှော့ရေဆယ်ရနော်

အလားပါလေးဖြစ်အောင်မစားခင်မှာကျင်တဲ့အားရအောင်ကိုလုပ်တဲ့ဟင်ခွက်လေးဟာလိုလှပါနေပါလားဆိုတာလေးကိုခန်းစားလို့ရအောင်လိုပွက်ပြင်လဲဆိုတာလေးကျွန်တော်ပြပယ်စရီကျွန်တော်ပြပါမယ်နော်ပါဝင်ပစ္စည်းလေးနဲ့ကျွန်တော်လှုပ်ပြပါမယ်ထဲတဲ့အချိန်မှာရဲလိုဘလိုဟင်ခွက်ကိုဘလိုပွက်ပြင်ပြင်ပစ္စည်းတွေအကုန်လုံးရှိတဲ့မှာမှာအဲတိတ်မလှဘူးလို့ကိုတင်တဲ့ဟာကိုအဆုံးပါထားအရန်လှတယ်ဆိုတဲ့တင်တဲ့ဟာကိုအမြင်ပါနော်အရန်လှတယ်ဆိုတဲ့ဟာကိုအပေါ်ဆုံးပါထား ဒီလှပဆုံးကအကောင်ဆုံးအောင်ရအောင်ကျွန်တော်ကြီးလို့ရှိရင်မျက်စိတော့တော့ရမ်းလိုက်ပါတော့ကီဖရက်ကထွက်ပြီးလို့ရှိရင်ကိုယ်မှာအသားကြီးပဲမရဘူးကိုယ်အတိရလေးလေးစားပြရမှာနော်အစီရလေးစားပြမှာဆိုတော့ဒါလိုလေးဒါဆိုရင်ကျွန်တော်တို့ကျွန်တော်တို့ဒီ Chinese cabbage တို့ carrot တို့အိမ်မှာရှိတယ်ပဲအသေးနံမဆိုကျွန်တော်တို့တခွာသေးလေးထက်ထက်ဘလို့ပါပဲဖြစ်ကျွန်တော်အစိမ်းစားပြရတဲ့အသေးရလေးပါလေအကောင်ထည့်လို့ရပါမယ်နော်ထည့်ပြီးလို့ရှိရင်ကိုယ်ဒီမှာကြည့်ကြည့်ရလေးနဲ့ကျွန်တော် တကဘာလုံးစားကြတဲ့တုန်းက French fry ပေါ့နော် French fry လေးကိုထည့်မယ်ထည့်ပြီးရချိန်မှာ French fry ကဘာလို့ colorful ဖြစ်ဖို့တော့ကတော့ကျွန်တော်တို့ parsley ချွတ်ထားလေးထည့်မယ်ဒါလို့ကျွန်တော်တို့ parsley legume ရှားလုံးရအောင်ဆိုလို့ရှိရင်ဒါပြတ်တော့ကျွန်တော်တို့နည်းနည်းမကျဟဲ့နည်းနည်းမယ်အာ spring onion ကျရင် spring onion ပေါ့နော်ကျတဲ့တုံးပေါ့ဒီ messy batara လေးဖြစ်ရမယ်အရာကလည်းရှိရမယ်ပြီးရင်သူ့ရဲ့ဒီ salad ကကျတော့ကျွန်တော်ဗျိုင်းစားလို့ရှိရင်အဆင်ပြေဘူးအစိမ်းတိုင်းဆိုတော့ကျွန်တော် mayonnaise လေးထည့်မယ် โอเคဒါကြီးပြီးလို့ရှိရင်ငါတို့ကျွန်တော်ဝါလာမယ်ဆိုတော့ relent ဆိုလို့ရှိရင်ကျွန်တော်ဘာပါဖြစ် web server source လဘဘာ source ကိုဒီမှာလာတာဒါကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ကျွန်တော်ဒီ warehouse shop ပေါ့နော်အဓိကတော့အချင်းချင်းဆက်ဆက်လေးနဲ့အမှားရင်းနဲ့ green တွေ့နိုင်တဲ့အရာသာမျိုးအနံ့မျိုးနဲ့လုပ်ပေးထားတယ်ဒါလေးရှိတယ်အဲ့တော့ဒါလေးနဲ့တွေ့စားလို့ရမယ်အဲ့တော့ဒီကျွန်တော်တို့ဒီ web server source လေးကို ကျွန်တော်တခါဆက်ပြလိုက်ပါမယ်နော်ဆိုရင်ကျွန်တော်တို့ local deep fry lamb chop ကိုကျွန်တော်တို့အမာပြည်ကင်းမှာရှိတဲ့မာပြည်ပစ္စည်းတွေနဲ့ပဲကျွန်တော်တို့လုပ်ပြီးတော့ကျွန်တော်တို့ရတာရှိရှိနဲ့ cloud one နဲ့သုံးဆောင်ဖို့အတွက်အစင်းနေဖြစ်နေပါခင်ဗျာ